စော်ဒီခပ်မင်္ဂလာပါဒီနေ့ဆရာတင်ကြားပေးမယ့်သင်ခန်းစာကတော့မတ္တရာတောစကော့အကြောင်းပေါ့နော်မတ္တရာတောစကော့ထဲမှာမဲကွန်အကြောင်းကိုသင်မှာဖြစ်ပါရနော်မဲကွန်ဆိုတာအိုင်းလိုခေါ်မယ်ဆိုရင်နာတတ်ပေါ့နော်နာတတ်အဲ့တော့နာတတ်ဆိုတာဒီထိုင်းစာကိုရေးတဲ့ခါကျရင်ဒီအတတ်နေရာမှာပေါ့နော်အတတ်နေရာမှာနောနူဆိုတဲ့ဘီလေးတွေက အတန်းနေရာမှာပေါ့နော်ဆုံးတဲ့အတွက်ကြောင့်မို့နောက်ဆုံးမှာအတန်းနေရာမှာဆုံးတဲ့အတွက်ကြောင့်မို့သူကနာတက်လို့ခေါ်ပြီးတော့နော်နာတက်လို့တတ်မှတ်ပြီးတော့မှဆရာတို့ထိုင်းလို့ကြတော့မဲကွန်လို့ပြောတယ်ပေါ့နော်အဲ့တော့မဲကွန်အုပ်စုထဲမှာပါတဲ့စာလုံးလေးတွေပေါ့နော်မြင်တဲ့အခါကျရင်ဆရာတို့ကဘယ်လိုလုပ်ပြရမလဲဆိုတော့ရှာဖြားလေးနဲ့အာခေါင်ကိုထောက်ပေးရမယ်ပေါ့နော်အမြန်နီးလားဆိုတော့အမြန်နီးမဟုတ်ဘူးဖြည်းဖြည်းလေးအဲ့ဒါဆိုအမြန်နီးနဲ့ဖြည်းဖြည်းလေးနဲ့ဘယ်လိုကွာလဲဆိုတော့ဆရာပြောပြမှာနော် အမြန်လေးထောက်တဲ့ဆိုရင် cot အဲ့ဒီ cot ဆိုတဲ့နေရာမှာပြောလိုက်ချင်မှာရှာဖြားတဲ့အပေါ်ကိုထောက်တာပဲဒါပေမဲ့အမြန်လေးထောက်လိုက်တာမျိုးဖြစ်သွားတယ် cot cot အဲ့လိုမျိုးထားရမှမဟုတ်ဘူးဒါပေမဲ့ထားရမှာက con 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 နော်ရှာဖြားလေးကိုအပေါ်ကိုထောက်ပေးရမယ်နော်နာတတ်ပေါ့နော်ဒါပေမဲ့မြန်မာစာတွေကိုရေးတဲ့ခါကျရင်မြန်မာစာတွေမှာဆိုတော့တင်ရတဲ့လောက်ဆိုရင် ဒီပေါ်တော့အနောက်ကအတက်လေးကိုပေါ့နော်ဆရာတို့ဒီရှာဖြားလေးနဲ့ထောက်ရမယ်လို့အမြန်ထောက်ရမယ်လို့နှေးထောက်ရမယ်လို့တော့မတင်လာခဲ့ရဘူးပေါ့နော်ဆရာတို့ကြတော့နော်ဒါပေမဲ့ထိုင်းစာကြတော့အဲ့လိုမဟုတ်ဘူးအနောက်ကနေပြီးတော့အပိတ်တန်လေးတွေပေါ့နော်အနောက်ကနေပြီးတော့အတက်တန်လေးတွေကိုမြင်တဲ့အခါကျရင်ရှာကိုထောက်ရမလားရှာကိုနော်အမြန်ထောက်ရမလားဖြည်းဖြည်းထောက်ရမလားပါးစပ်ပေါက်ပိတ်ရမလားဖွဲ့ရမလားဆိုတဲ့ဟာကိုရှိသေးတယ်ပေါ့နော်ထိုင်းစာမှာ အဲ့ဒါကြောင့်မို့လည်းပဲထိုင်းစကားကိုပြီးတယ်မပြီးတယ်ဆိုတာဒါကိုကြွားသွားတယ်ပေါ့နော်အဲ့ဒါကြောင့်မို့ဆရာတို့ထိုင်းစကားကိုပြီးပြီးအောင်ပြောတတ်ခြင်းနဲ့ဆိုရင်တော့အတက်အကြောင်းကိုလည်းပဲသိရမယ်ပေါ့နော်အတက်ရဲ့စီမင်းစီကံဖြစ်တဲ့အာရှာထားရမယ်ဖြည်းဖြည်းထားရမယ်မြန်မြန်ထားရမယ်ပဇက်ပေါက်ပေးရမယ်အမြန်ပေးရမယ်ဖြည်းဖြည်းပေးရမယ်ဒါမို့ရှာကိုပဇက်ပေါက်လေးကိုပိတ်စမလို့ဟထားရမယ်အဲ့ဒီဟာအစားအကုန်လုံးသိရမယ်အဲ့ဒါမှလည်းပဲထိုင်းစကားပြောတဲ့ခါကျရင်ရေးတဲ့ခါကျရင်လည်းပဲအတန်ထွဲ့မှန်မယ်အတန်ထွဲ့မှန်ရင်မှန်တယ်လို့မျိုး ရေးချတဲ့ခါကျရင်အတန်ကိုနားထောင်ပြီးတော့ရေးချတဲ့ခါကျရင်အတန်ထွက်မှန်ရင်ရေးတဲ့ဟာလည်းမှန်လိမ့်မယ်ပေါ့နော်အဲ့ဒါအစပေါ့နော်အဲအဲ့ဒါနေစပြီးတော့အကုန်လုံးကတက်ဆိုင်မှုရှိတယ်ပေါ့နော်အဲ့ဒါဆိုဆရာတို့လေ့လာကြည့်အောင်နော်အာပထမတလောင်းကြတော့အမဲကွန်ထဲမှာပါဒါကတော့အမဲကွန်ဗီဒီယိုဖိုင်ပထမဆုံးဗီဒီယိုဖိုင်ပေါ့နော်အာပထမတလောင်းကြတော့ကန်ကန်ကန်တော့ပို့တီတော့မဟုတ်ကြော်တီပေါ့နော်ဒီမှာကားလေးပိုင်းနားထားတာပို့တာမျိုးတို့ကြော်တာမျိုးတို့ပေါ့နော် ပိုတယ်ပေါ့နော်ကဲနော်လိုနေတာမျိုးမဟုတ်ပဲねပိုနေတာမျိုးလိုတာထက်ပိုသွားတာမျိုးเนาะလိုတာထက်ပိုသွားတာမျိုးကဲကเออน้อยเกินปู่ดีก็เออน้อยเกินปู่ดีဒီမှာတော့ဒီနေရာမှာကောက်ไก่เนี่ยဒီสระ A နဲ့สระ E อ่ะဒီနှလုံးကสระเออကနေလာเนาะสระเออကနေပုံစံပြောင်းထားတာအဲ့တော့ ဆရာတင်ပေးတဲ့တင်ရုံးမှာဆိုရင်ဆရာ ပုံစံပြောင်းတရလေးတွေကိုအရင်တည်ပြီးမှအသက်ကြောင်းတင်တယ်။အဲ့တော့ပုံစံပြောင်းတရကိုမတင်သေးဘဲနဲ့အတောက်လာတင်တဲ့သူတွေဆိုရင်အဲဒီလိုမျိုးမြင်တဲ့အခါကျရင်နည်းနည်းလေးတော့ကြောင်ဝါတာမျိုးဖြစ်လိမ့်မယ်။ဘာကြောင့်လဲဆိုတော့ဒီမှာရေးထားတာကဆက်လက် A နဲ့ဆက်လက် E နဲ့ရေးထားတယ်။ဒါပေမဲ့ဆရာဖတ်တဲ့ချိန်မှာ call a no gun လို့ပဲဖတ်လိုက်တယ်ပေါ့နော်။ gun တော့ဘယ်လိုလုပ်ပြီးတော့ gun လို့ဖြစ်သွားတယ်ဆိုတာမသိရဖြစ်နေမယ်။အဲ့တော့အခုလောလောဆယ်အသက်လေးလနဲ့သူတွေဆိုရင် အာဒီပုံစံပြောင်းတရလေးတွေမလဲလာသေးဘူးဆိုရင်ပုံစံပြောင်းတရလေးပြန်ပြီးတော့လေးလာပြီးမှအတက်ကိုပြန်လေးလာစေချင်တယ်ပေါ့နော်โอเคနော်အဲ့ဒါမျိုးအကန်တော့ပိုတွေပေါ့နော်ပိုတီနော်ငါတို့ကိုကြည့်မယ်ခီယန်ရှာပြနေပေါ်ထောင်းမယ်နော်ခီယန်ခီယန်ဆိုတာရေးတီနော်ခီယန်ဆိုတာရေးတီခင်းနှင်းဆူဆိုတာစာရေးတီပေါ့နော်เขียนหนังสือสวยสายดีเขียนภาษาไทยไทยภาษาสกาวเยดีบ่เนาะเขียนสวยตรงอ่ะ ရေးတာကိုပြောတာဖြစ်ပါတယ်နော်။ပေါင်းတဲ့ခါကျရင် call ianokian shedi call ianokian shedi နော်။နောက်တစ်လုံးကြည့်မယ်။ ngern ngern ပတ်စံကိုပြောတာဖြစ်ပါတယ်နော်။ပတ်စံတို့မဟုတ်ငွေပေါ့နော်။အာပတ်စံလို့လည်းပြောလို့ရတယ်။ ngern ဆိုတာငွေလို့လည်းပြောလို့ရတယ်။တူတူပဲပေါ့နော်။သုံးနာချင်းကခေါ်တာချင်းပဲမတူတော့အဓိကအတိတ်ပဲတော့အကုန်လုံးတူတူပဲမှာလား။ bác sản này nguyên này đủ đủ bà nó đọc ngươn xóa bác sản biểu là thịt bà nó ở đó đi mà lại bé xa là ư này bà dì thả lạp nó ngò ư nó ngươn ngò ư nó ngươn bác sản ngò ư nó ngươn bác sản nó tự cho đó đơn đơn lan sau tì nó đơn đoàn lan sau tì đo ư nó đơn lan sau tì đo ư nó đơn Xhauti, ae, no là sao thì nó đo ơ nó đơn đơn nó xong mà sao sao của bộ thao bị thảm mà nó còn lọ đơn là sao tí nó có gì mẹ đường đường lạ đường lạ thì mà ta là nó là bỏ nó và nó là bài này để mà sẽ là bài số này sẽ là bài cô là bài cô là bài lao rồi là nó đường đo ưa nó đường lạ đo ือนอเดือน ละ ดอ เอือนอเดือน ละ และชาวดอจอดอเดินลากูจอดอเดือนเดิน เดือนแต่ถ้ากับมาดูเนาะ